ါတော့စောင့်နေတယ်လို့ပါနေဖိနေမေကဒီတော်လန်ရေးပြီးမှရအောင်တောက်ဆုံးနေပြနေတယ်ပြနေမယ်ဖိနေမေလည်းတမိုက်ကြီးဆိုင်တိုင်းလူလက်နဲ့ပြောင်းနေဒီလိုဟူတရောင်းသားရဲ့လက်ထက်မှာပေါ်တော့အခုဒီဒီဘက်ရောက်လူလက်နဲ့ပြောင်းဘာမှစိတ်ဘူးနေတော့တယ်တော်လန်ပြီးမှတောက်ဆုံးနေပြနေကြမယ်ဖိနေမေတမိုက်လည်းပြီးဆိုင်ပေါ့ကျောင်းကုန်းဘက်ကျောင်းကုန်းဘက်ကနေပြတယ်ကျောင်းကုန်းဘက်ကနေဆက်ပြနေတော့ခါရန်ကုန်းဘက်ကိုထွက်တယ်ရန်ကုန်းဘက်ကနေဟုတ်ပါကလန်ပြီးကလန်နန်းနန်းနေပြလာပြီကျွန်တော်လည်းကတော့အချက်ဖက်သိင်းပြီးတော့ဘာပဲတရားနေဒီနောက်ဒီဘက်ကနေပြီးတော့တို့အကြောင်းရင်းပထမ ပါပြီးတော့နည်းနည်းခင်ရနေကိုပဲကျွန်တော်ညီကိုနောက်မှကျန်နေခဲ့တဲ့ရဲဘော်ညီကိုပြောချင်တာကတော့ဒီဘက်ကိုအလင်းဝင်လာလို့ချင်းသက္ကတကြီးပြောသလိုမျိုးသက္ကတကြီးကြီးပြောသလိုဒီမှာတက်ဖြတ်မှုလည်းမရှိဘူးတို့ညီကိုတွေကိုဘယ်သူကချုပ်ကိုနေမှာကျွန်တော်အဆင်ပြေပါတယ်လို့ကျွန်တော်ဒီမှာအလင်းဝင်လာကျွန်တော်တနေ့ကျရင်ကျွန်တော်မှလည်းအင်ကိုပြန်လာလိုက်ပါအားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့အောင်စရစစ်ကြောင်းကစစ်မှုထမ်းတပ်သားတွေ KNLA ထမ်းအလင်းဝင်တဲ့ရုပ်တံတွေပြင်တပိတ်ချင်းမျိုးအနီးက PDF တင်ပိုက်ထားတဲ့ရွာနှစ်ရွာကို ပြန်သိမ်းနိုင်ပြီလို့စစ်အုပ်စုသတင်းဖြန့်လိုက်တဲ့ထူးခြားသတင်းတွေပါတင်ဆက်ပေးချင်ပါတယ်။မန္တလေးတိုင်းတပိတ်ချင်းမြို့အနီးက TNLA နဲ့ PDF တွေတင်ပိုက်ထားတဲ့ခြေရွာနှစ်ရွာကိုဇွန်လ28နဲ့29ရက်တွေမှာပြန်လည်ထိုးစစ်ဆင်သိမ်းယူနိုင်ခဲ့တယ်လို့စစ်အုပ်စုကသတင်းဖြန့်ပါတယ်။တပိတ်ချင်းမြို့နယ်ခုနှစ်မိုင်ကျေးရွာနဲ့တပိတ်ချင်းမြို့ကြားရှိ6မိုင်ရွာကိုဇွန်လ28ရက်မှာတင်းယူနိုင်ခဲ့ကမြို့နယ်9မိုင်กว่าရှိ မှန်ရွာကိုဇွန်လ29ရက်မှာပြန်လည်တင်းယူနိုင်တာဖြစ်ပြီးအလောင်းနဲ့လက်နက်ခဲယမ်းတွေလည်းတင်စီရရှိတယ်လို့မန္တလေးနန်းတွင်အခြေပြုအလဲပိုင်းတိုင်းစစ်ဌာနချုပ်လပခကလက်သက်မွေးထားတဲ့စစ်လော်ဘီတွေက Telegram Channel တွေမှာအောင်ပွဲခံသတင်းဖြန့်ပါတယ်ဇွန်လ29ရက်ကစလို့တပိတ်ချင်းနဲ့ခုနှစ်မိုင်ရွာတဝိုက်မှာတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေပြီးစစ်အုပ်စုကနေ့စဉ်ရက်ဆက်လေကြောင်းပုံးကျနေတယ်လို့ဒေသခံတွေကပြောပါတယ် တပိတ်ချင်းမြို့အပါဝင်တပိတ်ချင်းနယ်ထဲကစစ်အုပ်စု အခြေစိုက်စခန်းအများပြားကိုတော်လန်ရေးတပ်တွေက2024နှစ်လယ်ပိုင်းကလေးကတင်းယူနိုင်ခဲ့ပေမဲ့ခုနှစ်မိုင်ရွာနဲ့တွင်းငယ်ရွာအနီးတစ်ဝိုက်ရှိစက္ခာနှစ်ခေါအမှတ်နှစ်စစ်အခြေခံလေ့ကျင့်ရေးတပ်ကြောက်ကြီးနီးပညာတပ်နဲ့တကာ73ခေါအမှတ်73တပ်မြင့်လေ့ကျင့်ရေးကျောင်းတွေတင်းယူဖို့ကြံနေသေးတာဖြစ်ပါတယ်။ တပိတ်ချင်းမိုးကုတ်နဲ့စင်ကူးနဲ့တိုက်ပွဲတွေကနေဆစ်ရှုံပြီးထွက်ပြေးလာတဲ့စစ်အုပ်စုနဲ့ပြူစောထီးတွေဟာအဲ့ဒီတပိတ်ချင်းနဲ့လက်ကျန်စစ်စခန်းတွေရဲ့ခူအောင်ကလေကြောင်းအကူနဲ့ခုခံနေတာဖြစ်ပါတယ်။အဆိုပါတပိတ်ချင်းတွေကလက်ကျန်စစ်စခန်းတွေကိုတင်းယူဖို့တော်လန်ရေးတပ်တွေဝင်းရံပိတ်ဆို့ထားတာတနစ်နီးပါးကြာမြင့်နေပြီဖြစ်ပြီးလက်ရှိမှာတော့စစ်အုပ်စုကလေကြောင်းကတဆင့်အင်အားဖြည့်ကဖောက်ထွက်နိုင်မှုထိုးစစ်ဆင်နေတာလို့ဒေသခံတော်လန်ရေးအင်အားစုတွေကပြောပါတယ်။ ခုနှစ်မိုင်ရွာအနီးကစစ်စခန်းတွေနဲ့လာနဲ့ချီကြာခိုးအောင်နေရတဲ့စစ်အုပ်စုကလေကြောင်းအကူနဲ့ဖောက်ထွက်ထိုးစစ်ဆင်နေတာဖြစ်ပြီး၆မိုင်နာမိုင်မြိုင်တာယာနဲ့ညောင်ပင်အိုက်ကြီးရွာတွေကိုစီနင်းကမိရှုဖျက်ဆီးနေတယ်လို့ဒေတာခန်တွေကပြောပါတယ်။မနေ့ညကမိခိုးတွေကိုလုံးနေတာပဲ။အဲ့ဘက်ထဲကငါမိုင်၆မိုင်ရွာတချမ်းစီပါသွားပြီးလဲရှို့တာလို့ကိုယ်တိုင်စစ်ပေးတိန့်ဆောင်လာရသူတအူးကပြောပါတယ်။ စစ်အုပ်စုကဇွန်လ28ရက်ကစလို့၄ရက်ဆက်အပြင်းထန်တိုက်ခိုက်နေတာဖြစ်ပြီးလေကြောင်းကနေတရဆက်ပုံကျဲတာလက်နက်ကြီးထုတာဒရုန်းတွေနဲ့ပါပုံကျဲနေလို့တိုက်ပွဲဖြစ်တဲ့နေရာတွေအနီးတောတောင်နဲ့စစ်ပေးရှောင်ခိုးလုံနေရတဲ့စစ်ပေးဒုက္ခတွေပြည်သူတွေထပ်မံထွက်ပြေးနေကြရပြန်လာလို့တပိတ်ချင်းဒေသခံတအူးကလည်းပြောပါရယ်ဒီနေ့မနက်စောဝိုင်းတွဲလိုင်ဆက်နဲ့က 9နာရီလောက်ထဲကလာကျဲတဲ့၄မိုင်ရွာကနေပြီးတာတစ်တလုံးအထိပြေးနေရတဲ့စစ်ရှောင်းတွေထပ်ပြီးပြေးရတာအခြေအနေကတော်တော်ဆိုးတယ်လေရင်ကျဲတာအပြင်လက်နက်ကြီးနဲ့ထူတာလက်နက်ကြီးကြောင့်မူပြေးရတာလေးမိုင်ကရွာသားတွေရဲ့အိမ်တွေတော့တော်တော်ပြားသွားတယ်ပြောတယ်လမ်းလက်ကြီးရွာကတော့ဘာမှမဖြစ်ဘူးမီးလို့ကြောက်လို့ပြေးရတာညောင်ပင်အိုင်းနဲ့မြိုင်သားရနဲ့ကကြီးကြလို့ပြေးတာတပိတ်ချင်းနဲ့တိုက်ပွဲချင်းနေဘူးတော်လန်ရေးအင်အားစုတွေဘက်ကသတင်းထုတ်ပြန်တာမရှိသေးတယ်လို့အနေနဲ့လဲအသေးစိတ်မသိရသေးပါဘူး ကျွန်တော်69တိုင်းကြီးမှာတာဝန်ထမ်းတော့တာဝန်ထမ်းတော့ပြီးတော့ကျွန်တော်တို့ကျွန်တော်တို့ဟိုကခြေတန်းသမီးတွေကိုပြုတ်လိုက်တယ်ပြုတ်လိုက်တဲ့အချိန်မှာကျွန်တော်တို့ခြေပြန်ကုန်းသကန်းကိုခြေပြန်ကုန်းကနတ်သင်ကုန်းသကန်းကိုပြုတ်ခဲ့တယ်နတ်သင်ကုန်းသကန်းနေတော့ကျွန်တော်တို့နတ်သင်ကုန်းသကန်းနေကျွန်တော်တို့ကမှနေထိုင်ခဲ့တယ်ထိုင်ခဲ့ပြီးတော့ဟောအဲ့မှာရှင်နေမောင်းလို့အချက်ပြန်ထုတ်ပါပါတယ်အချက်ပြန်ထုတ်ပါပါပြီးတော့ကျွန်တော်တို့စကြောင်းတွေပါပြန်ပြီးတော့အဲ့လန်ချင်းချင်းဟိုနေမီရှင်းလေးလောက်တယ်နေမီရှင်းလေးလောက်ပြန်ကျွန်တော်တို့တက်ကုန်ပြန်ထားတယ်နောက်ပြီးတော့ တို့လူတွေပဲအကုန်လုံးပြန်လဲဖွဲ့စီပြီးတော့နောက်ခရက်နေပဲပို့ရမယ်ပြီးတော့တို့တို့ကျန်ခါကုန်းဘက်ကျန်ခါကုန်းဘက်ကနေပို့တယ်ကျန်ခါကုန်းဘက်ကနေထွက်ပြီးနောက်တစ်ခါရန်ကုန်းဘက်ကိုထွက်တယ်ရန်ကုန်းဘက်ကနေရန်ကုန်းဘက်ကလန်ပြီးကလန်နန်းနန်းနေပို့လာပြီးတော့တို့လေကုန်းဘက်ကိုအချက်ဖြတ်သိမ်းပြီးတော့ဘက်ထရက်နေအိမ်နောက်တွေပဲကနေပြီးတော့တို့ဦးကြောင်းရင်အခန်းဝင်ပို့ပြီးတော့အဲ့နဲ့ခရက်နေပို့ရကျွန်တော်ညီကိုနောက်မှကျန်နေခဲ့တဲ့ရဲဝဲညီကိုပြောချင်တာကတော့ဒီဘက်ကိုအလင်းဝင်လာလို့ရှိရင်တော့တက္ကသကြီးပြောသလိုမျိုးတက္ကသကြီးကြီးပြောသလိုဒီမှာတက်ဖြတ်မှုလည်းမရှိဘူးတို့ညီကိုတွေကိုဘယ်သူကချုပ်နေမှာ ကျွန်တော်အဆင်ပြေပါရဲ့လို့ကျွန်တော်ဒီမှာလင်းဝင်တာကျွန်တော်ဒီနေ့ကျရင်ကျွန်တော်မှလည်းအိမ်ကိုပြန်လာလိုက်ပါမိဘမိမလည်းအဆင်ပြေပါရဲ့ဘာမှသိမှုကြတာအဆင်ပြေပါရဲ့ပုံမဲစရာတော့နှစ်ခုနှစ်တစ်ချက်တပါတောင်းရကျတော့တပါရှိပွိုင်းမှနေရတတိယကျတော့အတတိအငါလောက်ကအဲကျွန်မရင်းရှူတော့မှရွှေလုံးရင်းနဲ့မိမမိမဆိုပြီးတော့ကျွန်တော်ခက်ပြန်လာတဲ့အချိန်မှာဇာတ်ကြားပေါ်မှာပေါ်တာဆက်ကန်အပေါ်လုံး20ဆက်ကန်တမတုံတုံနဲ့ပူရဇာတ်ကြားမှာတော့အဲရနေပြီးတော့ကျွန်တော်တို့ခုခုတင်တဲ့အဲ့မှာခုခုတင်တဲ့အကြောင်းကိုပို့တယ်တက်ထဲမှာလည်းအဲ့လိုမျိုးမလုပ်ချင်ဘူး တိုက်ရခိုင်းရပါတော့ဘာလို့ခမိသားစုနဲ့ကိုယ်လည်းအေးအေးဆေးဆေးနေချင်တော့မှငွေလာလုံးဝမကြိုက်ဘူးဘယ်လိုလဲအပြစ်မဲ့တဲ့ပြည်သူတွေကိုတော့ရောက်ကျွန်တော်တကယ်ကြိုက်တယ်အားကြောက်ရဲဒီပေါ်တာဆွဲတဲ့အတွက်ကျွန်တော်အမြင်နဲ့တော့ကောင်းတယ်လို့မြင်တယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ပြည်သူတွေကလည်းစစ်နာကရိုးထွက်ရှင်နေကြတယ်ဆရာနာဆိုယူလည်းကျွန်တော်တို့90နှစ်90ကျော်ကြီးခံခဲ့ရပြီးကျွန်တော်သိပြီးမခံနိုင်ကြတော့ဒီချိန်မှာမှအလိုမျိုးတော်လိုင်းကြီးမလုပ်ဘူးဆိုလို့ရှိရင်တော့ဘာဖြစ်ရောမလဲမြန်မာနိုင်ငံအတွက်တော့ဒီဖွဲ့စည်းတွေရှာတော့ကောင်းပါတယ်။ဒီကျေပေါ်ကိုလည်းကျွန်တော်ဆက်ပြီးတော့တိုက်စစ်ချင်တော့ဒီတော့စားရတဲ့စားစားရောမရောကြအဆင်မပြေတော့ဘူး။ အားကြောင့်မလို့ခင်ဗျားပဲအလင်းဝင်ခဲ့ပါဒီဘက်မှာကျတော့လဲတချင်းသူချင်းမရှိပါဘူးသူတို့ချင်းချောက်တယ်လို့လဲတချင်းသူချင်းမရှိတော့ခင်ဗျားအလင်းဝင်ခဲ့ကြပါအားမလဲကုမိသားစုနဲ့ကိုအများလုံးညီချနိုင်ပါပါခင်ဗျာဝယ်ပါစာတင်တဲ့ကုတင်နဲ့အမှားရတဲ့လို့ရှိကျွန်တော်တက်ရောက်ကြရတော့ပေါ်လာဆွေးဆံကျွန်တော်နေရနေရလိုက်ရတော့ဘူဘိုးတိုင်းတက်ကြည့်လို့လည်းဘူးသုံးဆောင်လမ်းနေပုံကြီးမှာတစ်ဆင့်ကျွန်တော်ရောက်ရှိလာပုံကြီးမှာတစ်ဆင့်ရောက်ရှိလာပြီးကျွန်တော်ဘာကြောင့်ဆန်းရလဲဆိုတော့ကျွန်တော်လည်းကျွန်တော်ကြောင့်အရင်ကတည်းကကျွန်တော်မရဘူးအဲဒီကြောင့်ဒီကောင်မကြည့်ရတော့ကျွန်တော်ထဲတယ်အဲဒီကြောင့်အုတ်ကြီးရတော့ပစံရတော့အကုန်လုံးတယ်အဲဒီကြောင့်ကျွန်တော် လည်းကြည့်တာအဲ့တော့လည်းလာလို့ဒီလိုမှမလုပ်ဘူးသူအနာဆုံးအောင်လို့ဒီလိုမျိုးကိုအကြည့်ပဲနေဒီမှာကိုအကြည့်ပဲနေဖြစ်နေကြတယ်ဆိုတော့ကျွန်တော်ဒီလိုလူကိုတော့မရောက်ဘူးသူတို့သူတို့တမင်လာတဲ့အတွက်လည်းရောက်ရှိလို့ဆိုဒီမှာပြန်လာလို့နင်းလာလို့သူတို့တော့မလာရောက်ရှိကျွန်တော်တို့နင်းဟိုလမ်းကြီးသွားရောက်တယ်အဲ့လိုမျိုးနင်းသွားတယ်နောက်ပြန်သူတို့အတွက်ကြောင့်လည်းဘာမှမဟုတ်ပဲနဲ့သူတို့ကျွန်တော်ကလူကြီးပိုင်းကသူတို့ပတ်စံရဖို့အတွက်ပဲသူတို့လုပ်တယ်ကျွန်တော်ကသူတို့အောက်လက်ငယ်လာဖို့ဒီမှာတော့ပြန်မကြည့်နောက်ပြန်ဒီလိုလူတို့ကိုဘာမှမဟုတ်ပဲနဲ့ အခုကြည့်ကြည့်လိုက်ကိုနာဆွဲတဲ့ညီမလေးဆက်တယ်ဘာလို့လဲဒီလိုလဲသူကဒီအပြင်မှာနေနေမိသားစုပါလေးလက်စီးရယ်အဲ့ဒီမှာသိရှိရပါဘူးတကယ်မှကြည့်ရလို့သိရှိရတယ်ကျွန်တော်အခုကျွန်တော်သွားတဲ့ဆီယာကျွန်တော်ဆီယာတွေကကျွန်တော်တင်းစားနေနေတော့ဒီနေ့ကလည်းခဏစားလို့အားပြလို့ညာပြလို့ဆိုကျွန်တော်ရိုက်နေတယ်ပထမတစ်ခေါက်ကျွန်တော်ရိုက်တဲ့နေရာကဒီနားရဲ့အေးပါကြအခု25ရက်နေ့နေ့ကမှဒီနေ့ပြည်နယ်နေ့မနေ့ကမှကျွန်တော်ပြင်ဆောင်လို့ပြင်ဆောင်တာဟိုကြည့်ကြည့်ကြည့်အလုပ်ဝင်နေတယ်ဘာလို့လုပ်ရလဲဆိုကျွန်တော်တစ်ချက်ပြောလေးတစ်ခါတော့ပြောပါအရင်တိုင်းအောင်ပါလေကျွန်တော်ကြည့်နေငယ်ချင်းလောက်တာတော့အဲ့ဒီမှာ ဆရာကြီးကပို့ရကြည့်တယ်အဲ့ဒီအတွက်ကြောင့်လေကျွန်တော်နိုင်ငံချင်းတွေတော့ဒီဘက်ထဲတော့လာကြည့်တယ်အဲကြောင့်လေးဆိုတော့အာနာယူအောင်ပါဘာမှမဘယ်နဲ့ဖိနိတ်ခံနေမဲ့တူတော့ဒီဘက်ထဲမှာအလင်းဝင်အောင်ပို့သိချင်တယ်သူတို့ရဲ့အချိန်မှာဝါရပြန့်တဲ့လူသက်ရှင်ဘုံမရှင်ဆိုတဲ့အာဟာရကြီးကတကယ်မှတော့ဒီဘက်ထဲမှာဘာတစ်ခုမှမလုပ်နေနေနေနဲ့ကျူအပြင်နဲ့အမေပြောနေတာကဒီနေ့အမေကျွန်တော်အခုလွတ်လပ်ပါတယ်ကျွန်တော်ပြပရှင်နဲ့ကျွန်တော်နေနေနေရမှာတော့ရရှိနေဒီနေ့အမေနဲ့ကျမရဲ့ယူဆနေကြရင်တော့ပြန်ဆောင်ပါဖို့ဒါနဲ့အပြင်နဲ့အမေနဲ့တော့ဒီကောင်းမှုကျဲမှန်နေတော့ပြနေနေတယ်အပြင်နဲ့ ဝင်ရုံပါစတင်းတင်းကိုရှိရှိခမာရတော့တော့ရှိဟိုဘူတိုင်းဒေတာကြီးတောက်ခဲရဟုတ်တယ်မျိုးနဲ့ကြောက်ဝဲမျိုးရွက်တရတကယ်ရင်းနေရအပြင်သွားတဲ့ချိန်မှာအော်ဒါဆွဲခံရဆိုင်ငယ်လိုက်ဆိုင်ငယ်ဘာမှမရှိဘူးတကယ်ရင်းတယောက်ပြန်လို့လဲကျွန်တော်အချက်ကမနေထားတယ်နေထားပြီးတော့တောင်စုဆောင်ရီမြို့တက်ကိုပြန်စုဆောင်ရီမှာ7တရက်လောက်ပဲ7တရက်ကြာပြီးတော့အဲ့တော့ကိုလေးချင်းရအောင်တထုံကိုလေးချင်းလေးချင်းရအောင်ပါတနေ့သုံးလတက်ခဲရတနေ့သုံးလတက်ခဲရကျွန်တော်တို့မိခင်တိုင်ခမာရတော့လို့ရှိဘူးကျွန်တော်ဒီစစ်တပ်ကိုသဘောမကျရပါဘူးနော် ဒီတို့ရဲ့ကြီးနိုင်ငံချင်းငွေချင်းလောက်တာရပါတယ်နှိမ့်ဆက်တာရောကျောညဆိုရင်ကင်းဆောက်ဟန်ပြီးတော့ဒီခါကျရင်ညဆိုရင်တညလုံးကင်းဆောက်ဟန်ကျွန်တော်အနားလည်းမပေးဘူးသမီးညကျွန်တော်ဝါပြီးလည်းမစားရဘူးကျွန်တော်တို့နေကမဲ့တာလည်းတညလုံးကင်းဆောက်နေကမဲ့တာလည်းပြေးမယ်ကျွန်တော်တို့ကဟိုအဲ့ရင်မကအဲ့ငိုက်လို့ရဲအောက်ကလေးပွားနဲ့ပြေးခင်တာစစ်တပ်ကကျွန်တော်ထွက်ပြေးဖို့အကြင်ကြီးကြိုးစားလည်းမရဘူးဒါပေမဲ့အခုက25ရက်နေ့နေ့လည်းကတနင်္လာနေ့လောက်ကကျွန်တော်အခွင့်ရရတယ်အခွင့်ရရမှတကယ်တော့ကျွန်တော်ထွက်ပြေးလာတယ်လက်နဲ့တရက်ပြက်လက်ချပါတယ်အဲ့ရင်ရောပါတကယ်ချင်းတွေကဒီဘက်ကိုအလင်းဝင်ဖို့ဖိတ်ခေါ်ခြင်းတယ်တကယ်ချင်းတွေအဲ့ဘက်မှာနေရတယ်လို့မဟုတ်ဘူး ဘယ်မှနေရလွတ်လပ်တယ်အေဂျင့်တွေဒီချက်ကောင်စီရလို့ညမဲ့နေကြတာလည်းမရှိဘူးမင်းတို့ကနေဘူးဒီကပြောနေတာကမင်းတို့ကလေးဒီမှာရင်းနေမှာပြောချင်တယ်ဒီရဒီရဒီရတက်တန်းနေတော့မသိဘူးဘယ်လိုသူတို့ပြောသူတို့ရှင်းလျှောက်တာအောင်ကြောက်နေတယ်ကိုလင်းဝင်စားရှိအောင်ဝင်လာခဲ့ငါတော့အဆောင်နေတယ်မင်းတို့ကောင်ဖိနေမေရဒီတော်လိုင်းရေးပြီးမှတော့တောက်ဆုံးနေပြန်နေမယ်ပြန်နေမယ်ဖိနေမေရအဲ့တမိုက်ဒီဆိုင်ဒါလူလူလက်နဲ့ပြောင်းနေရင်းလို့ဟိုတရောင်းသားရဲ့လက်ထက်မှာလည်းပေါ်တော့ ခုဒီဒီဘက်ရောက်လွတ်လပ်နေကြ။ဘာမှစိတ်ကူးနေတော့လဲ။လွတ်လပ်ပြီးမှမိသားစုနဲ့ပြန်ကြမှာဖြစ်နေမှာ။ကျမိုင်လည်းဒီဆိုင်ပေါ့။အေးခင်ဗျာ။ဘာသာတင်းကိုခုံငန်းကငငလည်းဟုတ်ကဲ့ကမလာတီတီကို။ကျေးပေါ့။တော့တင်းတော့မန်နေဂျာကြီးတာကြီးဤကုန်မြို့နေမှာတို့ကိုနိုင်ခွဲလောက်53နံပေါ်ပြန်လာချင်း။ကျောင်းတင်တော့ကိုလမ်းမစီခေါ်လာလမ်းမစီခေါ်လာပြီးတော့ကျွန်တော်တို့ကြောင်မီရေစကန်ကိုပို့လိုက်တာကြောင်မီရေစကန်ကိုပို့လိုက်တော့ကျွန်တော်တို့အမေကိုခေါ်ပြီးတော့ပြန်ထွက်ချင်း150ပေးရမယ်ဆိုပြီးတော့ကျွန်တော်မိရတဲ့ ်ပတ်သက်150ပြည့်တဲ့တော့ကျွန်တော်တို့ညရင်းကျင်းမှာဂျုံနေစုဆောင်ယူပွဲဂျုံနေစုဆောင်ယူမှာ10လောက်ထားပြီးကျွန်တော်တို့ဘာသူတင်တဲ့ကြောင်းတိုင်းနဲ့ဘာသူတင်တဲ့ကြောင်းမှာ3လောက်တင်တဲ့တက်ပြီးတော့ကျွန်တော်တို့ခမတတိကုံကိုကြောက်တယ်ခမတတိကုံမှာ၄ရက်နားပြီးတော့ကျွန်တော်တို့ဒီရှေ့အောင်ပို့လိုက်တယ်သူရဲ့တိတ်ကြတယ်လို့မကြောက်ဘူးသူရဲ့ကြီးနိုင်ငံကြီးလုံးမှုတွေအဲ့လိုမတရားတွေခိုင်းတာတွေဟိုမလုံနိုင်တဲ့ကိုလုံခိုင်းတာတွေပြီးတော့မလုံချင်တာတွေလုံခိုင်းတာတွေအဲအကြောင်းကျွန်တော်တို့ဘက်ကနေဝင်လာတယ်ကျွန်တော်ဒီရောက်တော့ကျွန်တော်တို့ ကြာညီကိုကြောင့်လို့နွေးထွေးပဲညီကိုလိုပဲလိုလိုရတာအဲ့ဒါတော်လေးကောင်းတော့သူအမှသူဘယ်လိုရတဲ့ခိုင်းတာလဲဒီခံပြီးလုံးနေတယ်လေတော့ဒီဘက်ကိုလာဖို့ခေါ်တယ်ပြီးတော့သူကြောက်နေတယ်ပေါ့သူဒီဘက်ရဲ့ရောက်နေတယ်တတ်တာဖြစ်တာလည်းဘာမှမရှိဘူးသူပြောသလိုမျိုးလည်းခုမှမဟုတ်ပါဘူးသူအလင်းဝင်လို့ကျွန်တော်တို့ဖိတ်ကြပါတယ်ကျွန်တော်တို့ကဒီမှာတော့ကျွန်တော်တို့ဒီအလင်းဝင်လာတဲ့ဘက်မှာ AC ပဲပေါ့ဒီဘာမှစဉ်းမကြည့်ဘူးတော့အချိန်ကြီးပြန်လာပေါ့မင်းလင်းတောင်းမှုတောင်းမှုတုံးခုလေးလေးတက်တာငါငါလာခွန်တတိခွန်ဘူရဖြူမှာရတဲ့တောင်းနေနေစစ်တမ်းယောက်ကနမတွင်နေစစ်စစ်ကြီးကိုခေါ်ခေါ်ပြီးတော့ ်ဝစီတောင်းရုပ်ပဲကြည့်လို့မရဘူးကျွန်တော်အဲဒီလုံနေလို့ရတယ်မှန်မှန်လည်းမှန်မှန်ပါဘူးဘာကလည်းတော့ကြီးနိုင်ငံကြီးကဒါအလုပ်တော့မခံနိုင်တော့ဘူးကြီးနိုင်ငံကြီးကတော့နည်းနည်းထိုးကြိတ်နှောက်ရိုက်ညနေလည်းဖျက်ဖျက်ကန်အလုပ်ရေမရိကန်အဲအကုန်လုံးလုပ်တော်လည်းကြီးကိုလည်းနင်းနေကြီးနဲ့